ဒီနေ့မှာတော့ကိုယ်နိုင်မသိမသာပြလုံးမိနေတဲ့မိမိရဲ့နေအိမ်ကိုလက်တိတ်စေတဲ့အရာတွေဆိုတဲ့အကြောင်းကိုပြောပြချင်ပါလေလောကမှာလူတိုင်းလူလောဟာတိုးတက်ထူထောင်ပြီးရင်တော့အိမ်ထဲကိုကောင်းတဲ့အရာတွေစီးပွားရေးတိုးတက်မှုတွေစီးဝင်တာမျိုးကိုဘယ်သူမှစိုးလိုချင်ကြပါလေရတနာရှိရာရတနာလားဆိုသလိုကိုယ့်ရဲ့အိမ်ကိုကြက်တည်ရှိရှိပြင်ဆင်ထားမှဆိုရင်အိမ်ထဲကိုမင်္ဂလာရှိတဲ့တည်နေစီးပွားလက်လာပါလေဝင်ရောက်ကိုလွယ်ပါလေ ဒါပေမဲ့ကိုယ်တိုင်သတိမထားမိပဲလှုပ်ဖြစ်တဲ့အရာတွေဟာအိမ်ကိုလက်ပိတ်စေတာမျိုး ဖြစ်တတ်ပါတယ်။အဲ့ဒါတွေကဘာတွေလဲကြည့်ရအောင်ဗျာ။ဖုံးရွှေပညာရှင်တွေပြောပြထားတယ်။အိမ်ကိုလက်တိတ်စေတဲ့အရာတွေကိုပြင်သက်တွေတရားကျွန်တော်အနေနဲ့ပြောပြချင်ပါလိမ့်။ပထမဦးဆုံးချက်ကနေအိမ်ရှုပ်ပွားခြင်းပစ္စည်းတွေသူ့နေရာနဲ့သူရှိမနေပဲနေအိမ်ဟာမရှုံရသေးတဲ့အဝတ်တွေမရှင်းလင်းရသေးတဲ့ပင်ကုန်ကြီးတွေ တူလီမုံဆပစ္စည်းတွေနဲ့ရှုပ်ပွားမယ်ဆိုရင်နေထိုင်သူရဲ့စိတ်ခံစားချက်တွေရှုပ်ထွေးစေပြီးပျော်ရွှင်စရာရင်းမြုံဖြစ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်အိမ်ဝင်ရှုပ်ပွားတာမျိုးဖြစ်မခံပါနဲ့။ဘလို့အတ္တတွေစွန်ပြစ်ပါ၊လူအတ္တတွေတင်းစီပါ။မင်္ဂလာရှိတဲ့အိမ်ဖြစ်အောင်ဖန်တီးပါ။နောက်တစ်ချက်ကအိမ်ရှိတကမာကြီးမှာအိမ်တဲဝင်တဲ့လမ်းကြောင်းတစ်လျှောက်မှာရှုပ်ပွားနေခြင်းဖုန်းရွှေပညာရဲ့အရာအရှိတကားဟာအလွန်ရေးပါပါလေ။ချီဆိုတဲ့ ကောင်းတဲ့ဆိုရင်လည်းဟာအရှိတကားမှာဝင်ရောက်လာလည်းရှိပါတယ်။သူလာရင်လမ်းမှာရှုပ်ပွားနေရင်ကောင်းတဲ့ဆိုရင်လည်းအိမ်ထဲမရှိတော့ပါဘူး။အဲ့ဒီနေရာတစ်ခုလုံးပြောင်းပြီးရှင်းလင်းနေစရာမလိုပါဘူး။ဒါပေမဲ့ပစ္စည်းတွေဟာသူ့နေရာနဲ့သူရှိနေတင်ပါလေ။ဥမာပြချွတ်ထားတဲ့ခြေကဧကန်နဲ့ရောက်နေတာ။ဒီဘို့ကြောင့်တော့ရောက်မှာကဆိုဖာပေါ်ရောက်နေတာဒါမျိုးပြောတာပါ။နောက်တစ်ခုကအဖြစ်သဘောဆောင်တဲ့ပစ္စည်းတွေအဲ့ရဲ့အိမ်ကမှာ ကွဲနေတဲ့မှန်ကိုလွတ်မပြစ်ပဲဆက်ချိထားတာလက်မျောတတာလေးပေါ့ခံကုန်ကိုတလုံးနဲ့ခြားထားတာဧကဲမှာခြေတဲ့ပုံတွေမှာတယောက်တည်းပုံတွေအထီးကျန်တဲ့ပုံတွေခြေဆွဲထားတာတွေများနေပြီဆိုရင်တော့စီးပွားရေးလက်လာပါတယ်ဝင်ဖို့ခတ်သွားပါလိမ့်မယ်နောက်တစ်ချက်လင်းရောက်ကုန်ကုန်မရတာအလင်းရောက်ခတ်မမိမဲ့ရတဲ့ဧကဲငယ်ဟာကျမ်းမာရေးအတွက်ရောအရေးစီးပွားအတွက်ပါ မကောင်းပါဘူးပရင်ပေါက်တွေဖွင့်ပါခန်းကိုလင်းနေပါစေလင်းထင်းနေတဲ့အခန်းဟာနေထိုင်သူရဲ့စိတ်ခံစားချက်ကိုတက်ကြွစေပြီးတော့ကောင်းမွန်တဲ့ခံစားချက်တွေဆွဲဆောင်နိုင်ပါလိမ့်မယ်ဒါတွေကဖုံးရွှေပညာရှင်တွေပြောတဲ့အင်ကိုလက်တိတ်စေတဲ့အချက်တွေကိုကိုကားဖော်ပြတာဖြစ်ပါတယ်ကဲဒါဆိုရင်ရောသင်ရဲ့နေအင်ကိုအရင်ကထက်ကြည်ပေါ်အောင်မလုပ်တဲ့လေဖုံးရွှေပညာနဲ့ပြောခြင်းပါလိမ့် ပထမဆုံးအင်ကို decoration မျိုးမျိုးပြင်နေဒီခင်မော်ဆိုတော်တော်လေးခက်စားလာတာပါအဲ့လိုပြင်တဲ့အခါပန်းတွေကို weight ထားလို့မရဘူးဗျပန်းလှစင်တာကအင်ရဲ့ကောင်းမွန်တဲ့ဖုန်းရွှေတကုတ်ပါထိညှိပေးပါလေလက်ဆက်လှပတဲ့ပန်းတွေဟာပျော်ရွှင်စရာကိုဆောင်ယူလာတတ်ပါလေဖုန်းရွှေပညာအရာနဲ့ပန်းတွေဟာကံကောင်းမှုကိုဆောင်ယူတတ်ပြီးစိတ်ကို agency ပါလေကဲဘယ်လိုပန်းတွေနဲ့လှစင်တယ်လဲကြည့်ရအောင်ပထမဆုံးကြာပန်းများ ကြာပန်းတွေကတန်ရှင်းစင်ကြယ်တယ်ကြော်ရှင်းတဲ့အလှတရားစီးစိမ်ဥစ္စာကြွယ်ဝခြင်းကိုရည်ညွှန်းပါလေနေစီးပွားရေးကိုမြင့်တင်ပေးတယ်လို့အဓိပ္ပာယ်ရှိတဲ့အတွက်ဈေးထဲမှာကြာပန်းတွေရောင်းနေတာတွေ့ရင်အိမ်မှာအလှဆင်ဖို့ဝယ်ခဲ့ဖို့သင်ပါလေနောက်ပြီးကြာပန်းတွေကရည်ရှိအောင်လဲစိုက်ပြူးရလွယ်တယ်ဗျပန်းပွင့်ဖို့လွယ်တယ်ဒါကြောင့်မိအိမ်မှာလုံနောက်တဲ့ခြံကျဲဝန်းရှိမှဆိုရင်ပန်းဦးကြီးကြီးတစ်လုံးနဲ့ရေထည့်ပြီးစိုက်ပြူးနိုင်ပါလေ နောက်တစ်ခု cherry ban cherry ban တွေကပါတယ်လမ်းစမ်းတကြွတာတစ်လွယ်လာချစ်ချင်းတရားလေးကျမ်းမာပျော်ရွှင်မှုတွေဒီအိဗယ်ဆောင်ပါလေဟိုတယ်တွေမှာ cherry ban တွေနဲ့အလားစင်တာမျိုးတွေ့ရလိမ့်ရှိပါတယ်ဒါကတော့မြန်မာနိုင်ငံမှာနေရာအနှံ့ဆက်ပြိုးရမလွယ်ကူပါဘူး cherry ban တူလေးတွေနဲ့ကိုယ့်အိမ်ခံမှာအလားစင်ထားလို့ရပါလေနောက်တစ်ခုကတစ်ခွာပြတစက်မိတ်ကတစ်ခွာပန်းတွေဆိုတော့မြမအိမ်တွေမှာ ်တစ်ခွပန်းကိုတစမိတ်အောင်နေရလေအင်းလေးကတပင်းနေမှာဖြစ်ဖြစ်စိုက်ပြိုးတတ်ပါတယ်တစ်ခွပန်းလေဟာပြီးပြည့်စုံမှုကိုစားပြုပါလေဒါကြောင့်တစ်ခွပန်းမစိုက်တာကအိမ်ကိုကျက်တည်တိုးစေပါလေနောက်တစ်ခုကပန်းအိုတင်းဟာတိုက်ခန်းလေးဖြစ်နေလို့ပန်းမင်ကြီးကြီးစိုက်စရာနေရာမရှိဘူးဆိုရင်လေနီလန်ကောင်းတစ်ခုကတော့ပန်းအိုပါအလှပန်းအိုလေးပဲဗျပရင်ပေါက်ပါမှာထိုးပါ ဈေးထဲမှာဖျားပန်းအတွက်ဝယ်ရင်ဖျားပန်းထိုးတဲ့အထက်ကပိုတဲ့ပန်းလေးတွေကိုအလှပန်းဦးလေးနဲ့သင့်အိမ်မှာအလှဆင်နိုင်ပါလေအပူကုံကြမများတဲ့ပြင်အိမ်ကိုလည်းကြက်တည်ရှိရှိလှပါစီပါလေဒါဆိုရင်သင့်အရာပန်းလေးနဲ့ဝေးစားနေတဲ့အာရီယာကောင်းကောင်းရပါလေအာရီယာကောင်းကောင်းရတယ်လို့ဖုန်းရွှေနီးရဒါဟာကြီးပွားတိုးတက်စေမဲ့ပန်းလှဆင်နေလို့ပြောလဲမမှားပါဘူး နောက်ပြီးတော့နောက်တစ်ချက်ကတရုတ်လူမျိုးတွေကအိမ်မှာရွှေလာငွေလာကမုန်းတွေတော်တော်များစိုက်တယ်ဗျ။အရွယ်ဖားဖားစိမ့်စိမ့်ဆိုဆိုကြည့်မိသူတိုင်းရင်အေးစေတဲ့ရွှေလာငွေလာကမုန်းကိုအပင်စိုက်လို့ရှိတဲ့အိမ်တိုင်းလို့လို့မတွေ့ရတတ်ပါလေ။ Manly Plant လို့ခေါ်တဲ့ဒီပင်လေးတွေကိုမြန်မာမှာတော့နွယ်ပါတဲ့အဖြူရောအရွယ်မျိုးစုံငွေလာအစိမ့်ရွယ်ဖားဖားကြီးကိုရွှေလာကမုန်းလို့ခေါ်ပါလေ။လူရည်ဒီမှာဆိုရင်ရွှေလောင်ငွေလာကမုန်းတွေရဲ့ စင်းဆိုတဲ့အယောင်တွေကမျိုးလုံးအေးစိတ်ကြည်စေပါတယ်။ဒါအပြင်ရှူလန်ဂူလာကမောပွင့်တွေမှာထူးခြားတဲ့တက်တတိသဘောလည်းရှိကြပြ။တရုတ်လူမျိုးတွေဖုန်းရှိပညာမှာဒီကမောပွင့်တွေကို နေအိမ်မှာစိုက်ပျိုးထားခြင်းဟာအိမ်ကိုလက်လာပါပွင့်စေတဲ့။အိမ်သူအိမ်သားတွေချင်းချင်းနဲ့သိမြတ်တဲ့။လေရုကိုလည်းတန့်စေပေးနိုင်တယ်။ဒီလိုအကျိုးကျေးဇူးရှိတယ်လို့ညွှန်ပြပါတယ်။ဒါကြောင့်အိမ်မှာကံကောင်းခြင်းတွေဝင်လာအောင် စိုက်တဲ့အပင်ဆိုလည်းမမားပါဘူးရွှေလောင်ငွေလောင်ကမုန်းတွေကိုစိုက်မယ်ဆိုရင်အရှိတောင်အရင်မှစိုက်တာအကောင်းဆုံးဖြစ်ပါတယ်အရှိမြောက်အရင်မှစိုက်မယ်ဆိုရင်တော့ငွေကြီးဆုံးရှုံးမယ်အိမ်သူအိမ်သားအိမ်သားနဲ့အပြင်လူကြားဆက်ဆံရေးပြဿနာတွေပေါ်တလို့လုံးဝမထားသင့်ဘူးတော့ဖုန်းရွှေပညာရှင်တွေကဆိုပါလိမ့်ကံကောင်းခြင်းအပင်နေဖြစ်တာကြောင့်အပင်ဟာ၆တွင်မနေသင့်ပါဘူး အိမ်ပြင်မှာထားခြင်းထက်အိမ်တွင်မှာစိုက်ပျိုးသင့်ပါလေ။အိမ်ထဲမှာစိုက်ပျိုးတဲ့အခါအရှိတတဲ့နေရန်အနောက်တတဲ့နေရန်မြောက်တတဲ့နေရန်တွေပဲမထားသင့်ပါဘူး။မွေးလံကမုန်းရဲ့နယ်တွေဟာကျန်းပြင်ပေါ်ကြာမနေသင့်ပါဘူး။အိမ်ကပင်ဟာဒီချက်တွေနဲ့ကြုံရပြီဆိုရင်မိတ်ဆွေအနေနဲ့ငွေကြေးဆုံးရှုံးမှုဖြစ်တတ်ပါလေ။နောက်ရှောင်းရံချက်ကတော့အပင်နေရှိတဲ့အခါဖြတ်တော့ပြည်တဲ့သူဟာကိုယ်အိမ်သူအိမ်သားကိုယ်တိုင်ပဲလောက်ရမှာပါ။ ထားသတိထားပါမယ်။သစိမ်းကိုဖျက်တော့စခြင်းဟာငွေဝင်လမ်းကြောင်းကမောက်ကမောက်ဖြစ်စေတယ်။ကိုယ့်အိမ်မှာရွှေလောင်းငွေလောင်းကမောက်တွေစိုက်ထားလဲဆိုရင်စိုက်တဲ့နေရာမှန်မှန်မှန်ကျွန်တော်ပြောတဲ့အတိုင်းသိကြစစ်ဆေးကြည့်ပါ။နောက်တစ်ခုကမိတ်ဆွေအနေနဲ့ငွေကြေးနဲ့ပတ်သက်ပြီးအလွန်အရေးကြီးတဲ့အရာပါ။ဒါကတော့ယောက်ျားဖြစ်လေဖြစ်စေမိန်းကလေးဖြစ်စေကြီးသူဖြစ်စေငယ်သူဖြစ်စေသုံးဆွဲတဲ့အရာပါ။ပတ်စံအိပ်ပါ။ ဖုံးရွှေ့ပညာရမိမိပတ်စံအိမ်ကိုငွေမပြတ်စေဖို့ငွေကြေးတိုးပွားလာစေဖို့ဒီလိုလုပ်ပါပတ်စံအိမ်အယောင်ကအနက်ညိုသရေရောင်အစိမ်းစိမ်းပေါင်းတုံးပါအနည်းပြပန်းရောင်တွေလုံးဝမတုံးပါနဲ့စကန်ပတ်စံအိမ်တွေမဝယ်ပါနဲ့ပတ်စံအိမ်ထားဖို့နေရာအတိအကျသတ်မှတ်ပါကျန်းမြေပေါ်မချပါနဲ့သိဟောင်းနေအစ်စ်လဲပါဘလို့တဲ့စာရွက်စာတမ်းတွေပေါချာနေလိမ့်စာကတ်တွေငွေစက်ကိုအစုပ်တွေ အိတ်ထဲမှာထားပါနဲ့ငွေစက်ကိုအစုပ်လေးတက်တက်ဆိုင်နဲ့ထားပါငွေတံမိုးကြီးစင်ငယ်လိုက်တူရစီတဲ့ပါပြောရမယ်ဆိုရင်တော့ upright position ပေါ့ဗျာအဲ့ဒီတိုင်းထဲပါကျုံတို့အပြန်လန်မထိုးထဲပါနဲ့ငွေကြီးစီ၃စီကိုကျိုးအနေနဲ့တီးပြီးထည့်ထားပါမကြကနအထဲကငွေနဲ့ပစ္စည်းတွေထုတ်ပြီးတန့်ရှင်းလို့ပါကရဝေရွတ်တွေ့ရလဲထဲပါ ငွေလုံးဝမရှိတဲ့ချိန်တွေပတ်စံကိုဘလာမထားပါနဲ့ကဲဒီလိုလုပ်ရင်ငွေအိတ်တွေပြည့်ရှင်နိုင်တယ်ဆိုပြီးတေဦးလူမျိုးတွေကယုံကြည်ကြပါလေဖုန်းရွှေပညာနဲ့ပတ်သက်တဲ့လေ့လာမိတဲ့ချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ